ရော်နယ်ဒိုစာပေါ်ဂီအတွက်တောက်ပခဲ့တဲ့ဘရူနိုအားလုံးမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောကျောင်းတင်ဆက်နေပါတယ်ဒီပတ်နိုင်ငံကပိတ်ရက်ဟာဥရောပဇုံအတွက်ကမ္ဘာဖလားခြေစစ်ပွဲအုပ်စုစဉ်နောက်ဆုံးပွဲစဉ်တွေဖြစ်ပါတယ်အသင်းတော်များများကကမ္ဘာဖလားကိုတိုက်ရိုက်ဝင်ခွင့်ရရှိစေဖို့အာတုံခွန်ဆိုင်ကြိုးစားနေကြတာကြောင့်ဒီဘက်ပြိုင်ပွဲတွေကလည်းအကျိနဲ့နဲ့အားအသင်းစရာရလက်တွေထွက်ပေါ်ခဲ့ပါတယ်။အန်လန်သင်းဟာဒီဘက်မှာသူတို့ရဲ့ယုံအားကိုပြတ်တရင်းနဲ့ပေါ်တူဂီကိုဒူးစီးနဲ့99ခဲ့တယ်လို့ဟန်ဂေရီကိုပါ3-2နဲ့အနိုင်ယူပြီးတော့ play off ကိုဝင်ရောက်သွားပါတယ်။ အန်လန်ရဲ့ပွဲမှာပေါ်တူဂီသင်းကောင်းဆောင်ခရစ်စတီယာနိုရော်နယ်ဒိုကပြန်မဲ့ဆွာကစားခြင်းကိုပြန်လဲတုံးပြန်လိုက်မိတဲ့အတွက်တိုက်ရိုက်နေကတဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။အဲဒါကြောင့်ဒီဘက်ကစားခဲ့တဲ့အာမေးနီးယားနဲ့နောက်ဆုံးအုပ်စုပွဲစဉ်မှာရော်နယ်ဒိုပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ရော်နယ်ဒိုမပါဝင်ခဲ့ပေမဲ့ပေါ်တူဂီသားတွေကတော့သူတို့ရဲ့စေကြီးအတွက်တာဝန်ကျေခဲ့ကြပြီးအာမေးနီးယားကို9-1နဲ့နိုင်ယူလို့ကမ္ဘာပလားခြေစစ်ပွဲအောင်မြင်ခဲ့ကြပါတယ်။သူသည်တော့ဒီပွဲမှာဘရူနိုဖာနန်ဒက်စ်ကထူးချေခြေစွမ်းပြရင်းနဲ့ဟက်ထရစ်သွင်းကိုရရှိခဲ့ပါတယ် ပေါ်ရီယာဒီပွဲကိုနိုင်မှကဘာပလားကိုတိုက်ရိုက်ဝင်ခွင့်ရရှိမှာပါအဲဒါကြောင့်အမားရွေးမရှိအောင်လို့ပွဲဆဆချင်းကလေးကပြိုင်ဘက်ကိုလွှမ်းမိုးထားရင်7မိနစ်တကိုးနှုံးလောက်ကိုသွင်းပစ်လိုက်တာဖြစ်ပါတယ်ဂျာစီတင်တဲ့ပေါ်ရီယာစေကြီးဂုံယူရတဲ့မျိုးဆက်သစ်တွေအဖြစ်တောက်ပခဲ့ကြပါတယ်ပေါ်ရီအတွက်ဖွင့်ကိုကို9မိနစ်မှာရင်ဘရူနိုဖာရန်တက်စ်ရဲ့ဆက်ပီးစ်ကနေရီနာໂດဗီဂါကခေါင်းတိုက်သိမ်းယူပေးခဲ့ပါတယ်ဒါပေမဲ့အာမေးနီးယားကခြေပါကိုပြန်သွင်းသွားတာကြောင့်1-1တော့ဖြစ်လိုက်ပါသေးတယ် 28မိနစ်နောက်ပိုင်းကနေစတင်ပြီးတော့တပွဲလုံးပေါ်မှာပေါ်ရီတို့ရဲ့သွင်းကိုတွေကိုထိုင်းပြီးတော့ရေးတွက်တယ်လို့ဖြစ်နေခဲ့ပါတယ်။ဂွန်ကာလိုရာမို့စ်နဲ့ယာယူနေဗက်စ်တို့ကနမနီတွင်းမှာနှစ်ကိုးစက်တိုက်သွင်းယူခဲ့ပြီးတော့နေဗက်စ်ရဲ့ကိုဖာနန်ဒက်စ်ကဖန်တီးပေးခဲ့ပါတယ်။အဲနောက်ဓမ္မပိုင်းပြီးကနေ40မိနစ်မှာနေဗက်စ်ကဒိုင်ယက်ဖရီကစ်ကိုလလပပကန်သွင်းရင်းနဲ့နောက်ထပ်တကူထပ်မံသွင်းယူခဲ့ပြီးနောက်ဆုံးအချိန်ပေါ်မှာတော့ဖာနန်ဒက်စ်ကပေါ်ရီရရှိခဲ့တဲ့ပင်နရီကိုရော်နယ်ယိုကိုစားတောင်းယူကန်သွင်းပေးခဲ့ပါတယ်။အဲဒါကြောင့်ပထမပိုင်းမှာဂရဲကပေါ်ရီတို့5-1နဲ့ဦးဆောင်နိုင်ခဲ့ပြီးတော့အနိုင်ပြတ်သားခဲ့ပါတယ်။ ဒုတိယပိုင်းပြန်ဆ50မိနစ်မှာ Fernandez က Ramos ရဲ့ဖန်တီပေးမှုကနေကိုရိုင်းတကိုထပ်ပြီးသွင်းယူခဲ့ပါရီ92မိနစ်မှာလည်းပေါ်တူဂီတို့နောက်ထပ်ပင်တလုံးထပ်မံရရှိခဲ့ပြန်ပြီးတော့ Fernandez လဲချော်ခြင်းမရှိဘဲနဲ့ကန်သွင်းခဲ့တာကြောင့် hat-trick ပြည့်စုံခဲ့ပါရီအဲ့နောက်ပိုင်းမှာလည်းပေါ်တူဂီကပွဲကိုအလှပဆုံးပိတ်သိမ်းခဲ့ပါရီ Nieves ကနောက်တစ်ကိုသွင်းယူပြီးတော့ hat-trick ရရှိခဲ့တယ်လို့လူစားဝင်လာတဲ့ Chico Conceicao ကလည်းနောက်ဆုံးမိနစ်မှာအပိတ်ကိုသွင်းယူပေးခဲ့တာကြောင့်9-1နဲ့အပြတ်တန်နိုင်ရရှိလိုက်ပြီးတော့ကဘာဗလာခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့ပါရီ ဒီဘွဲမှာဘော်ဒီတတင်းလုံးအားတက်တရောကြိုးစားခဲ့ကြတာကြောင့်အကောင်းဆုံးစားမတစ်ယောက်တည်းကိုရွေးချယ်ဆုံးဖြတ်ဖို့ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့တယောက်ကိုရွေးချယ်ရမယ်ဆိုရင်တော့ကွင်းလေဘိုဂျိုဘရူနိုဖာနန်ဒက်စ်ကလွဲပြီးတော့တခြားမရှိနိုင်ပါဘူး။ဖရန်တက်စ်ကဘော်ဒီရဲ့တိုက်စစ်အကွက်တိုင်းကိုကျူးဆွဲပေးနေတဲ့ရုပ်သေးစရာဖြစ်နေခဲ့တယ်လို့မင်းနေ90အတွင်းအခွင့်အရေးဖန်တီးမှု၈ကြိမ်တိပြုလုပ်ပေးခဲ့ပါတယ်။ဖရန်တက်စ်ကသူကိုယ်တိုင်လည်းဂိုးပေါက်ချင်းချောက်မှုတွေအများကြီးပြုလုပ်နိုင်ခဲ့ပြီးတော့ဂိုးပေါက်တဲ့ကန်ချက်၄ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ဖရန်တက်စ်ကသူတို့ပေါ်တူဂီတင်းလုံးဟာရော်နီယိုပေါ်မှာအများကြီးလေးစားရောင်းပြောခဲ့ပါတယ်။ ရော်နေဝီရဲ့နောက်ဆုံးကမ္ဘာဖလားမှာသူနဲ့ထိုက်တဲ့အောင်မြင်မှုကိုရရှိနိုင်ဖို့အတွက်ကမ္ဘာဖလားချန်ပီယံဖြစ်လာဖို့ပေါ်တူဂီသားတွေအသုံးခွန်ဆိုင်ကြိုးစားသွားမယ်လို့လည်း Fernandez ကပြောခဲ့ပါတယ်။ဒီကိစ္စကားကို Fernandez ကတီးနိုင်ခဲ့ပြီးတော့ရော်နေဝီမပါဝင်နိုင်တောင်မှပေါ်တူဂီအတွက်အစွမ်းကုန်ကြိုးစားပေးနေကမ္ဘာဖလားဝင်ခွင့်ကိုရှာဖွေပေးခဲ့ပါတယ်။ Fernandez ကနိုင်ငံအသင်းနဲ့တာဝန်ကြီးခဲ့ပြီးတဲ့နောက် Manchester United ကိုပြန်လည်ရောက်ရှိလာတော့မှာပါ။ Fernandez ကနိုင်ငံသင်းမှာစွမ်းဆောင်ပေးခဲ့သလို United အတွက်လည်းစွမ်းဆောင်ပေးအောင်ပါလားဆိုတာဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါရည်မြောင်းကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရည်မြောင်း